ဘုံဒီမာကြီးရဲ့ဝမ်းမှာရမတေးရဖခင်အလောင်းတော်ဟာပရိသန်နေတီးပါတယ်ဆယ်လပြည့်တဲ့အခါမှာဖခင်တို့ရဲ့ထုံနာဆင်လာရပြေးတိုက်ဣတိပတနာအမိရတဲ့မိဂရာဝုံတမင်တော်မှာပဲရှေးရှေးကပွင့်တော်မူသွားတဲ့ဖခင်ဒီလေးပဲအဲ့ဒီဣတိပတနာအမိရတဲ့မိဂရာဝုံတော်မှာဘုရားတို့နဒေါ်လာကအိန္ဒိယရောက်တော့အဲ့ဒီမိဂရာဝန်တော်ကြီးတွေရောက်ခဲ့တယ် ဒါပေမဲ့လို့မိကရာဝန်တော်ဟာဘာမှမရှိတော့ပါဘူးသစ်ပင်ကတော်တော်ရှားသွားပြီအဲ့ဒီမှာအိန္ဒိယရှေဟောင်းသူတေသနာဌာနကယဉ်ကျေးမှုဌာနကနေပြီးတမင်လေးတွေမွေးထားတာရှိတယ်တမင်လေးတွေခြံကပ်ပြီးတော့မွေးထားတာအဲ့ဒီတမင်လေးတွေကိုအစာကျွေးလို့ရတယ်အစာတုပ်လေးတွေရောင်းတယ်တမင်လေးတွေကိုခြံကပ်ပြီးတော့ထားအဲ့ဒါတမင်လေးတွေအစာကျွေးပြီးပြန်လာဒါပဲရှိတယ်မိကရာဝန်ဆိုတာ ဒါပေမဲ့လို့ဒီနေရာတွေဟာဘိသရဲ့အဝိဇ္ဇိတဌာနတဲ့ဘုရားတိုင်းမစွန့်ပယ်တဲ့နေရာတဲ့ရှေးကပွင့်တော်မူသွားပြီတဲ့ဘုရားသုံးစုကကုတ္တနာကောဏကမနာကတ္တပအဲ့ဒီဘုရားသုံးစုကလည်းပဲဒီမိဂရာဟုအိဓိပဒနာမိဂရာဟုတော်မှာငွေးတာအဲ့ဒါအိဓိပဒနာသမင်ပေါ်တဲ့မိဂရာဟုတော်မှာဗြဟ္မဝတ္တိလို့အမည်ရတဲ့အမျိုးသမီးဟာ ုရားလောင်းတော်ရဲ့မဲတော်ဟာအရိမတေးကဘုရားလောင်းတော်ကိုဖွားမြင်တဲ့အခါမှာပြေးတိုက်မတ်တက်ရလျက်ဖွားတော်မူတယ်အဲ့ဒီဖွားတော်မူလိုက်တဲ့တပြိုင်နဲ့တည်းဘုရားအလောင်းတော်နဲ့တနေ့နဲ့တစ်ချိန်နဲ့တပြိုင်နဲ့ဖွားတာဖွားဘက်တော်ပေါင်းဘလောက်ရှိတော့ဆို18ဂရီတဲ့ဖွားဘက်တော်ပေါင်းဘလောက်ရှိ အေ18ကလေးတော့ဖွားဘက်တော်တွေကတနေ့တည်းတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာအကုန်လုံးကိတုမတီနေပြီတော်ကြီးမှာဖွားမြင်တော်မူကြတယ်။ဖွားဖွားပြီးချင်းအရိမတေယဘုရားအလောင်းဟာခြေလန်းခုနှစ်လန်းလှမ်းလိုက်မယ်။အဲ့ဒီခြေလန်းတိုင်းခြေလန်းတိုင်းတော့အောက်မှာလည်းပဲဘုရုံမှာဇာဝင်ကြီးတွေကအောက်ကနေထွက်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 ခံပြီးတော့ နောက်ဆုံးကြာပွင့်ထိတ်ခုနှစ်ခုမြောက်ကြာပွင့်ထိတ်ကို ရောက်တဲ့အခါမှာခြေစုံရပ်ပြီးတော့ဟောဒီအရိမတေယဘုရားအလောင်းမင်းသားဟာစကားကြီး၃ခုနဲ့မွေးကားသာခလေးစကားပြောတယ်ဆိုတာအလွန်လွန်ကိုရှားပါတယ်အလောင်းတော်များမို့လို့ပြောတာပါနမတေသကားကဘာပြောတော့ဆိုလို့ရှိရင်ဒီဘဝဒီကငါအဖို့နောက်ဆုံးဘဝဒီ နောက်ထပ်ကဘဝတပံပြန်မရတော့ဘူးဒီဘဝကနောက်ဆုံးဘဝပဲနမနေစကားကဘာပြောတယ်လဲနောက်ထပ်ဘဝဆိုတာမရှိတော့ပါဘူးနမ3အတဝတရားတွေกินနေဖြစ်ပြီးငြိမ်အေးပြီလိမ့်မယ်လို့စကား3ခုအဲ့ဒီ3ခုသောစကားကိုဘုရားအလောင်းတော်ဟာ အရလေးမျက်နာကို ကြည့်ပြီးတော့မွေးမွေးချင်းလမ်းလျှောက်တယ်အဲ့ဒီစကားသုံးခုကိုမိန်တော်မူတယ်အေးအဲ့ဒီဘုရားအလောင်းတော်လေးကို နာမည်ပေးတဲ့အခါကျတော့အဇိတမင်းသားတဲ့ဗမင်းသားတဲ့ဘုန်းကြီးတော်ပွင့်တော်မူသွားတဲ့ခေါရမမြတ်စွာဘုရားရှင်ကိုရောင်မြတ်အလောင်းတော်နာမည်ကသိဒ္ဓတ်မင်းသားဗမင်းသား အဲသိဒ္ဓါမင်းသားလို့အမည်မဲ့တာသုတ္တောဒနကအခုသူဗြဟ္မပုံနာကြီးနဲ့ဗြဟ္မဏဝတိပုံလေးမကြီးတို့ကသူ့သားလေးမွေးလာတော့နာမည်မဲ့တဲ့အခါကျတော့အစိတမင်းသားတဲ့အဲ့ဒီအစိတမင်းသားပရိသတ်တရဲ့အသက်ရွယ်ကြီးလာလို့အချိန်တန်းအရွယ်ရောက်လူလာမြောက်လာတဲ့အခါမှာလောကစည်းစိမ်တွေခံစားဖို့အတွေ့တဲ့လူတွေမျက်စိနဲ့ကြည့်ရင်မျက်စိတွေကျိမ့်ဆန့်နေအောင် အယောင်နေတလဲလဲနဲ့ထွက်နေတဲ့ပြတ်သားဆောင်ကြီးလေးဆောင်ပေါ်လာရတယ်ဘသူမှမတီးမဆောက်ပေးရဘဲနဲ့ပြတ်သားဆောင်ကြီးလေးဆောင်တဲ့အဖိုးကြီးတို့ပွင့်တော်မူသွားတဲ့ဂေါရမမြတ်စွာဘုရားကပြတ်သားဆောင်၃ဆောင်ဘယ်နဲ့ဆောင်ရမ္မသူဗသူရမ္မလို့ခေါ်တဲ့နာမ၃ဆောင် အရိမေတ္တရာဘုရားလောင်းဖြစ်တဲ့အဇိတာမင်းသားမှာတော့ပြတ်တလေးဆောင်နဲ့တဆောင်တဆောင်မှာပရိဘောကအသုံးဆောင်အပြည့်ဆုံးပါတဲ့ပြတ်တလေးဆောင်မှာတဆောင်တဆောင်လည်းပရိဘောကအသုံးဆောင်နေအပြည့်ဆုံးပါတဲ့တိုက်ခန်းပေါင်း9000စီပါတယ်ဘလောက်တောင်ကြီးကျယ်တဲ့ကုသိုလ်ကောင်းမှုတွေပြုလုပ်ခဲ့တုန်းဆိုတော့ဒီအရိမေတ္တရာဘုရားလောင်းဟာ တဆောင်တဆောင်မှာအခန်းပေါင်း9000ပါတယ်တဲ့အဲ့ဒီ9000တော့တိုက်ခန်းတိုက်ခန်းနေတယ်မှာလည်းပဲပရိဘောကအသုံးဆောင်ပြည့်စည်ဆိုတော့ဟိုဟာတော့ဖြင့်လူပါသေးတယ်ဒီဟာတော့ဖြင့်လူပါသေးတယ်လို့ပြောစရာမရှိအောင်ပြည့်ပြည့်စုံစုံဖြစ်လိမ့်မယ်ခြေသားသာရိပုတ္တရာနောက်တကဘုရားရှင်ကိုရောင်မြတ်ကြီးကခြေသားသာရိပုတ္တရာအဲ့ဒီအဇိတမင်းသားကိုလေနတ်ပြည်မှာရှိတဲ့နတ်တွေ သင်္ခဆัจจံမင်းကြီးရဲ့ရှင်းတောင်းလေးတောင်းတို့မြို့ရွာတွေကနေစားပယ်စားမြို့စားတွေတဲ့အကုန်လုံးစုလာပြီးတော့အဇိတာမင်းသားထံသို့ဆူယောင်ယောင်လာကြပြီးတော့လာလျှောက်ကြတယ်အဇိတာမင်းသားခမညာမင်းသားရဲ့အနာမှာကျွန်တော်တို့ကျမတို့နေပြီးတော့ဝေယဝိဆတ်အမှုကြီးငယ်တွေကိုဆောင်ရွက်ပါရစေလို့ နတ်ပြည်ကနတ်တွေကိုသင်္ခစัจจမင်းကြီးရော7400တော့မြို့သားနေသားတွေကိုလာပြီးတော့တောင်းပန်ကြတယ်တဲ့အဲ့တော့အာဇိတဘုရားလောင်းတော်ကအိုးနတ်မင်းကြီးတို့သင်္ခစัจจမင်းကြီးတို့7400တော့မြို့သားနေသားမင်းအပေါင်းတို့ကျွန်ုပ်မှာ18ခရီးတော့ဖားဘက်တော်တွေရှိတာမလို့မလို့အပ်ပါဘူး ကိုရကိုဒေသကိုပြန်ပြီးတော့ချမ်းချမ်းသာသာနေကြပါနတ်မင်းကြီးတို့လည်းနတ်ပြည်ကိုပြန်ကြပါသင်္ကဆကြမင်းကြီးလည်းကိုရွှေနှန်းကိုပြန်ပြီးတော့ချမ်းချမ်းသာသာတိုက်ရိပ်ပြည်ရည်တွေနဲ့ပဲအချိန်ကုန်ပါကျွန်ုပ်နားမှလာပြီးတော့ဝေယဝဲဆာဆောင်ရဲเสียမလိုပါဘူးလို့အဲ့ဒီလိုဘုန်းကြီးတို့ပြေတာကြီးပြန်ပြောလွတ်လိုက်ရတယ်တဲ့အဲ့ဒီလိုပြန်ပြောလွတ်ပြီးတော့ထိနှံစည်းစိမ်တွေကိုပြေတတ်တဲ့ခံစားပြီးတော့နေလာလိုက်တာ သာတော်တပတ်ဖွာမြင်တယ်သာတော်လေးနာမည်ကဗြဟ္မဝန်တတဲ့ဘယ်သူတဲ့လဲအေးဗြဟ္မဝန်တလို့အမည်ရတဲ့သာတော်တပတ်ဖွာမြင်တော်မူပါတယ်ဇနီးတဲ့နာမည်ကစန္ဒမုခိတဲ့စန္ဒမုခိလို့အမည်ရတာဘုရားလောင်းတော်ရဲ့ဇနီးတဲ့ကစန္ဒမုခိသာတော်ကဗြဟ္မဝန်တ အဲ့ဒီသားတော်ဖွားတဲ့အချိန်မှာဘုန်းကြီးတို့အဲ့ဒီအရိမတည်းကဘုရားလောင်းရဲ့တတ်တော်ဟာဘလောက်ရှိပြီတုန်းဆိုတတ်တော်တပေါင်းနဲ့တတ်တော်ဘလောက်တဲ့လဲစီစံတတ်တော်တပေါင်းကြမှသားတော်လေးတပါးဖွားတယ်တတ်တော်တပေါင်းမှသားတော်ဖွားတာသနာမုခီလို့အမည်ရတဲ့ကျင်ရတော်ကမြမဝန်သားလို့အမည်ရတဲ့သားတော်လေးဖွားတို့တို့ပြောဆိုဖိတို့ပြေးတိုင်းဗုဒ္ဓဝင်ချင်းအလုံးတူတယ် အလုံးတူတယ်ဆိုတာဘုန်းကြီးတို့ဘုရားလောင်းတော်တောထွက်တယ်ဘုရင်ကစားထွက်တယ်ဘုရင်ကစားထွက်တဲ့အခါကျတော့မြမကြီးတွေကဖန်ဆင်းပြလို့ရှေ့ဦးစွာလူအိုကိုမြင်တယ်ဘာကိုမြင်လဲအဲလူအိုကိုမြင်တဲ့အခါကျတော့အဲ့ဒီမှာဟာဒါပါလေလူအိုကြီးငါလည်းဒီနေ့ဒီလိုအိုမလားအိုမဘောမင်းသားရဲ့သူကြီးရတာတုံတုံချီချီနဲ့အတန်တွေလည်းပြောင်းရုပ်တွေလည်းပြောင်းတောင်မွေးလည်းဆွဲခါကုန်းပြီးတော့သွားနေတာအဲ့ဒါပါလေလူအို အဲ့ဒီလိုငါလည်းဖြစ်မလားရှင်မင်းသားလည်းတနေ့ဖြစ်လိမ့်မယ်လို့အဲ့ဒီလိုပြောတော့လူအိုမြင်လို့တန်ဝေကရနောက်တခါဥယင်ကစားထွက်လူနာမြင်အမလေးပါလေးနဲ့အော်ဟိညညူလူနာတွေတွေ့တဲ့အခါကျတော့ဒါပါလေလူနာလို့ခေါ်ပါတယ်ငါလည်းတနေ့ဒီလို နာမလားနာလိမ့်မယ်မင်းသားဆိုတော့အဲ့ဒီမှာတန်ဝေကရနောက်တခါမေတ္တာတွေလူသေးကိုမြင်ပုတ်ကွပြီးတော့လရတွေကြည်တွေထိုးစိမ့်နေတယ် လူသေးကြီးကိုမြင်တဲ့အခါကျတော့တနေ့ငါလည်းဒီလိုသေးရမှလားသေးမပေါ့အရှင်သားလို့အဲ့ဒီလိုပြောလူသေးကိုမြင်လို့သံဝေကယနမိတ်ကြီးထင်းနဲ့မြင်တဲ့နောက်ဆုံးတော့ယဟန်ကိုမြင်နောက်ဆုံးပါမြင်လဲအဲယဟန်ကိုမြင်တော့ဒါပါလဲတို့နဲ့အသွင်လည်းမတူပါလားခေါင်းကလည်းကရုံးနဲ့တို့ဝတ်တဲ့အဝတ်လိုလည်းမဟုတ်ပါလားအေးအဲ့ဒါယဟန်ခေါ်တယ် အာဒီလိုယဟန်ပြုရရင်ကောင်းမယ်လို့ဆိုပြီးတော့ပေသတ်တဲ့အဲ့ဒီမှာနမိတ်ကြီးလေးပါထင်မြင်ပြီးတော့တောထပ်ဖို့လိုရင်ဆက်ရကျမ်းနေဖြစ်နေတာအဲ့ဒီလိုဆက်ရကျမ်းလေးကိုဖြစ်နေတာကိုသင်္ခဆက်ကျမ်းမင်းကြီးကသိတော့၈၀၀၄၀၀သောကာဒီတည်းမြို့သူမြို့သားတွေချမ်းရပြီးတော့ပန်းနတာတွေလည်းဆွဲပြီးတော့ဝင်းရံဖြောပြပြီးတော့ကိလေသာအာယုံကာမဂုဏ်တွေကမထွက်နိုင်အောင်တဲ့ပြောအောင်ထားတာ အေးဗြဟ္မဝန္တလို့အမည်ရတဲ့သာတော်လေးဖွမ်းမြင်းနဲ့ညမှာပဲတောထွက်လိမ့်မယ်ရှေ့ရှေ့ကဖရာတည်လည်းပဲပေးတတ်၏သာတော်ဖွားတဲ့ညမှာပဲတောထွက်ကြတာပဲဟောဘုန်းကြီးတို့ဖရာလောင်းတော်တိတ္တထမင်းသားအခုပြွင့်တော်မူသွားတဲ့ဂေါရမဘုရားတောထွက်တာသားတော်ရာဟုလာဖွားတဲ့ညဒီတိုင်းပဲတဲ့စိတ္တသာလိဗုဒ္ဓရာတဲ့ ငါဖေရတောထွက်တုန်းကရာဟုလာသဖွားမြင်တဲ့ညမှာငါဖေရတောထွက်တယ်လို့အရိမတေယဖေရအလောင်းဒီလေးပဲသားတော်ဗြမဝန်တလို့အမြင်ရတဲ့သားတော်လေးကိုဖွားတဲ့ညမှာပဲတောထွက်လိမ့်မယ်အဲ့ဒီလိုမြမဝန္တသားတော်ဖွားမြင်တဲ့ညမှာတောထွဲမယ်လို့သတင်းလဲရလဲရထားရောစန္ဒမုခီအမည်ရှိတဲ့ ။ယနေ့သေးရဲ့သင်္ခဆက်ကြမင်းကြီးရဲ့7000လေးတောင်းသောနေသာပေသာတိတိုင်းသူပြည်သားတွေကပြည်သားတွေအဇိတအလောင်းတော်ရဲ့ပြတ်တန်ထဲမှာစူယုံပြီးတော့နေကြလိမ့်မယ်သာတိပုတ္တရာတော့ထွက်မယ်ဆိုတဲ့တရင်ရလဲရရောဟာတခါတည်းအဲ့ဒီမှာအကုန်လုံးဝိုင်းရံပြီးတော့စောက်ကြနေကြတာဘာလို့မလို့လို့ဆိုတော့တောထွက်တဲ့နောက်ကိုလိုက်ကြမလို့ ဒီဖရာအရိမတေယဖရာတောထွက်တာတော်တော်ခမ်းနားတယ်ပရိသတ်တွေဘုန်းကြီးတို့ပွင့်တော်မူသွားတဲ့ဂေါရမမြတ်စွာဘုရားတောထွက်တာကဒါတော့မခမ်းနားဘူးကန္နကမြင်းနဲ့မောင်ဆန်ဒါပဲပါတယ်ဖရာလောင်းတော်တောထွက်တုံးကစေသသာရိပုတ္တရာငါတောထွက်တုံးကလို့ကန္နကမြင်းနဲ့မောင်ဆန်ဒီနှစ်ယောက်ထဲပါမှာမဟုတ်ဘူးတဲ့စန္ဒမုခီအမိရတဲ့ဇနီးတဲ့ကျင်ရတော်ရဲ့ မြမဝန္တအမြင်ရတဲ့သာတော်ရဲ့သင်္ခဆက်ကြံမင်းကြီးနဲ့၈၄၀၀တော့နေသာပဲသာမင်းမူရန်ဒီရဲ့တိုင်းသူပြည်သားတွေရဲ့အဇိတာလောင်းတော်ရဲ့ပြတ်သားမှာဆူယုံပြီးတော့နေလိမ့်မယ်တောထွက်တဲ့အချိန်လဲရောက်လဲရောက်တော့အဇိတာဖရာလောင်းတော်ရဲ့တကူဆက်သင်္ခဆက်ကြံမင်းကြီးရဲ့အာနာတော်ကြောင့်လူတွေဆူဝေးနေတဲ့ပြတ်သားဆောင်ကြီးဟာခင်သာမင်းကောင်းငင်ကိုပြန်တဲ့သွားတယ်လို့ ဟင်းနာမင်းကြီးကောင်းကင်ကိုပြန်တဲ့သွားတယ်လို့ပြန်တဲ့သွားပြီးတော့ပွင့်တော်မူမဲ့ခန့်ကိုပင်ကြီးရှိရာရက်ကိုပြန်သွားလိမ့်မယ်သာရိပုတ္တရာလို့ဘဂဝါဘုံတော်၆ဆူအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်း ဘေဒတေစဉ်းစားပြီးတော့ကြည်စမ်းပါအရိမတေယဘုရားလုံးတော်အဇိတအမျိုးကောင်းသာတောထွက်တဲ့အခါမှာတယောက်ထဲလာအဖော်နဲ့လာဟန်ကြတယ်နော်ဒီဘုရားကတောထွက်တာအဖော်တွေများကြီးပဲပါတောထွက်တာခါလည်းပါသွားတာမနေဘူးပြိသက်ကိုဒီပြတ်တဆောင်ကြီးတွေကခင်းနာမင်းကောင်းငင်ကိုပြန်တက်သွားတယ်လို့ပဲပြန်တက်သွားပြီးတော့အဲ့ဒီပြိသက်ကြီးပါအကုန်လုံးမှသွားတာ ဘယ်ကိုသွားတော့ဆိုရင်အဲ့ဒီမစ္စည်းမဒေတာအခုဘုန်းကြီးတို့ဒီဘောဓိပင်ကြီးအိန္ဒိယမှာရှိနေတဲ့ဗုဒ္ဓဂယာမှာရှိနေတဲ့ဒီဘောဓိပင်ကြီးအဲ့ဒီဘောဓိပင်ကြီးနေရာမှာကံကောပင်ပွင့်မယ်ကံကောပင်ကြီးပေါက်လိမ့်မယ်အဲ့ဒီကံကောပင်ကြီးရှိရအရက်ကိုပြန်သွားတယ်အဲ့ဒီအချိန်မှာမြမမင်းကြီးကတောက်ယူသနာရှိတဲ့ထီးကြီးကိုမိုးလို့ကောက်ငင်ရန်ကနေလိုက်မယ် တရားမင်းကြီးကအတောင်60ရှိတဲ့ခရုသင်းကြီးကိုမှုတ်လို့သုတာဝန္တလို့သုတဝန်လို့အမြင်ရတဲ့နတ်သားကတော့သာမိယကြီးကိုကင်လို့လိုက်မယ်ဒုတိယနတ်သားကဗရမယယကိုကင်လို့လိုက်မယ်ပင်စတိခနတ်သားကစောင်းကိုတီးလို့လိုက်မယ်လောကဘာလနမင်းကြီးလေးပါကတန်လျက်တေးကိုထမ်းပြီးတော့နောက်ကနေစောက်ရှောက်ပြီးတော့လိုက်မယ်တဲ့ နှစ်သိန်း၈တောင်းရှိတဲ့နတ်ဘလူးတွေကလည်းပဲလက်နဲ့တွေကင်ဆွဲလို့အတူရာနတ်တွေကလည်းတခြင်းတွေဆိုတကွန်တွေကိုကင်နတ်မင်းကြီးတွေကဗရမယာစီမီတွေကိုကင်ကလုံးနဲ့နဂါခန္ဓာပါတွေကစောင်းတွေကိုတီးလို့ဂိဏီဂိဏီအားတွေကလည်းတခြင်းတွေဆိုပြီးတော့ကောင်းငင်ရန်ကနေပြီးတော့ဖယားလောင်းတော်ကိုပူဇော်ပြီးတော့လိုက်လိမ့်မယ်တဲ့ ရိမတေယဘုရားလုံးအဇိတာဘုံနာတောထွက်သွားတာပြောစရာမကောင်းဘူးလားအေးဘုန်းကြီးတို့ပြည်သားဘုံသူတော်ကောင်းတို့လည်းပဲအဲ့ဒီမှာလိုက်ချင်းရင်ကုသိုလ်တွေစူးစမ်းထားကြတားနဲ့မရနဲ့၈000၄000တော့ပြိဋ္ဌာန်တွေနဲ့ထွက်သွားတာရှင်မန်းတဲကလူပြည့်ပြည့်တယ်လို့တော့ဖြစ်ပြီးတင်တယ်တော်တော်ထွက်ရှင်မလဲကွာတဲ့အိမ်ကမိမခေါ်မရလို့လည်းဆိုတယ်ရှင်မန်းတပြားတဲ့ဘုန်းကြီးတို့ကြားကြဘူးနေတာ အခုကြည်တန်းအရိအဇိတဘုရားလောင်းတော်တောထွက်သွားတာနောက်ကပရိသတ်7000နဲ့4000တောင်းအဲ့ဒီတော့အဲ့ဒီဘုရားနဲ့အတူတူတောထွက်လို့တောထဲမှာသစ္စာတရားတွေကိုနာကျင်ရင်ပရိသတ်တွေအဲ့ဒီအရိမတိယဘုရားပွင့်နာနဲ့ဂျုံရင်ရင်လောက်ရမယ်ကုသိုလ်တွေရှိတယ်ဂိုင်းပါကုသိုလ်လည်းဆိုကြည့်စမ်းမှာသာသနာထံရှင်ယဟန်ရှင်လန်းပြုလုပ်ပါ သာသနာထံရှင်ယဟံရှင်လန်းပြုလုပ်ပါသာသနာထံရှင်ယဟံရှင်လန်းပြုလုပ်ပါဆိုလိုက် အရိမတိယဘုရားကိုဖူးမြော်ခြင်းလို့ရှိရင်အဲ့ဒီတောထွက်တဲ့ပွဲကြီးကိုပါခြင်းရင်ဘေးတတ်တယ်သာသနာဝင်ထမ်းပြီးတော့ရှင်ရဟန်းပြုလုပ်ထားရမယ်။ဟောဘုန်းကြီးတို့အခုယဟန်းဝင်နေတဲ့ပုဂ္ဂိုလ်တွေရှင်ပြုနေတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားတန်တော်တော်မှာဝင်ထမ်းနေတဲ့ပုဂ္ဂိုလ်တွေကအရိမတိယဘုရားရှင်ကိုရောမြတ်ကိုဖူးတွေ့ရလိမ့်မယ်။နောက်တစ်ခုဆိုကိုဤရင်သွေးသူရင်သွေး ြူဝေရှင်ဟံပါကိုဤရင်သွေးသူရင်သွေးပြူဝေရှင်ဟံပါကိုဤရင်သွေးသူရင်သွေးပြူဝေရှင်ဟံပါဆိုလိုက် င်၌ဖြစ်သောသာသမီကိုဖြစ်စေပရဗုဒ္ဓလို့ခေါ်တဲ့သူများရဲ့ရင်၌ဖြစ်သောသာသမီကိုဖြစ်စေကိုသာသမီကိုပဲဖြစ်ဖြစ်သူများသာသမီကိုပဲဖြစ်ဖြစ်ရှစ်ပြံပေးခရာစုံလင်စွာဖြစ်မြတ်စွာဘုရားရဲ့သာသနာဘုံသို့ရောက်အောင်ရှင်ပြုပေးတဲ့ရှင့်တကာရှင့်အမယဟန်ခံပေးတဲ့ယဟန်တကာယဟန်အမတို့သည်အရိမတေးရမြတ်စွာဘုရားကိုဖူးတွေ့ရလိမ့်မယ်ကုသိုလ်နှမျိုးရှိသွားပြီ။ ပါဘယ်မျိုးရှိနောက်တခုဆိုမိဘနှစ်ဖြာယူသေးကကောင်းစွာလှုပ်ကြွေးပါမိဘနှစ်ဖြာယူသေးကကောင်းစွာလှုပ်ကြွေးပါမိဘနှစ်ဖြာယူသေးကာ ကောင်းစွာလှုပ်ကြွေးပါဆိုလိုက်အနန္တခိုင်းဝင်ကျေးဇူးရှင်ဖြစ်တဲ့အမေနဲ့အဖေပြီးပါနှစ်ပါးကို ရိုးရိုးတေးတေးကောင်းကောင်းမွန်မွန်ပြုစုပါစောက်ရှောက်ပါလှုပ်ကြွေးပါတဲ့မိဘကိုရိုတေပြုစုစောက်ရှောက်လှုပ်ကြွေးတဲ့သားသမီးတွေအရဲမတေးရဖရာကိုဖူးရမယ်တဲ့ကုသိုလ်၃မျိုးဘယ်နှမျိုး၃မျိုးပါဆိုလိုက်၃တရဏ၃တရဏ၅သီလ၅သီလမြဲမဖူးရမှာမြဲမဖူးရမှာ၃တရဏ ငါသီလမြဲမှဖူရမှာသုံးတရဏငါသီလမြဲမှဖူရမှာဆိုလိုက် းနဲ့ငါးပါးတီလမြဲတဲ့ပုဂ္ဂိုလ်တွေဟာအရိမတေးရမြတ်စွာဘုရားကိုအူဆုံးဖူးရမယ်တဲ့ကုသိုလ်၄မျိုးရသွားပြီဘယ်နှမျိုးကိုင်နောက်တစ်မျိုးလိုက်ဆိုပါစေတီဖယားစေတီဖယားဇယမြာတီထာဖူးရမှာစေတီဖယားစေတီဖယားဇယမြာ တိထာဖူရမာစေဒီဖယစေရမြာတိထာဖူရမာဆိုပါ ခုဂေါတမမြတ်စွာဘုရားရဲ့တာနာတော်မှာဇေဒီဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်အဲ့ဒါတွေကို ပြုလုပ်လှူဒန်းတဲ့ဘုရားတကဘုရားအမတွေကအရိမတေးရမြတ်စွာဘုရားကိုအိုးစွာဖူးရမယ်တစ္ဆာတရားအဲ့ဒီမှာနာရမယ်တဲ့ဇေဒီဘုရားနောက်တခုဇေယတဲ့နောက်တခုဗာလဲမေတ္တာရေးပါ ေဧတ္တရီတဲခိုဖို့လို့ဇယတ်တွေဆောက်ပြီးတော့လှူမယ်ဆိုရင်လည်းပဲအဲ့ဒီဇယတ်လှူရှင်တွေကအရင်မတေးရမြတ်စွာဘုရားကိုပူရမယ်တဲ့ကုသိုလ်၅မျိုးရှိသွားပြီဘယ်နှမျိုးဆိုလိုက်အောင်ဘောဓိညောင်ဆိုင်ရေသွန်းလိုက်ခူထိုက်သူတဲပါဘောဓိညောင်ဆိုင်ရေသွန်းလိုက် ုထိုက်သူတဲ့ပါဘောဒီညောင်ဆိုင်ရေသွန်းလိုက်ဟုထိုက်သူတဲ့ပါဆိုပါ ောဓိညောင်ပင်စိုက်ပါတဲ့ဘောဓိညောင်ဘောဓိညောင်ညောင်ဘောဓိအဲ့ဒီဘောဓိညောင်ပင်စိုက်ပြောလူတန်းတဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီဘောဓိညောင်ပင်ကြီးကိုဟိုးကဆုံလရောက်တိုင်းရောက်တိုင်းညောင်ရီသွန်းပွဲတော်ဆိုတာဘိရုပိတ္တရေမြန်မာနိုင်ငံမှာမရှိဘူးလားအေးအဲ့ဒါကြောင့်မလို့ညောင်ရီသွားသွားသွန်းညညောင်ရီသွားသွားသွန်းညဘောဓိပင်စိုက်ညောင်ရီသွန်းအဲ့ဒီပုဂ္ဂိုလ်တွေဟာ ရိမတိယမြတ်စွာဘုရားကိုဖူးထိုက်တဲ့ပုဂ္ဂိုလ်တွေပဲတဲ့နောက်တစ်ခုဆိုရေတွင်ရေကံကြောင်းအယံလူပြန်ဖူးရမှာရေတွင်ရေကံကြောင်းအယံလူပြန်ဖူးရမှာရေတွင်ရေကံကြောင်းအယံ လူပြန်ဖူးရမှာဆိုလိုက်အေးအများတောက်သုံးဖို့လို့ညာတမလီယောဂီသူတော်ရှင်များတောက်သုံးဖို့လို့ရေတွင်းနေတူပေးတယ် ချိုးဖို့လို့ရေခမ်းနေလှူတယ်နောက်တစ်ခုကြောင်းဆောက်လှူတယ်ဓမ္မယုံတို့ဆွမ်းချောင်းတို့တိန်တို့အစရှိသည့်အဖြစ်အဲ့ဒီလိုကြောင်းနေဆောက်လှူတဲ့ပုံကိုယ်တွေဟာအရိမတေယမြတ်စွာဘုရားရှင်ကိုရမြတ်ကိုလက်ဦးပိုင်ပိုင်ဖူရနိုင်မယ်နောက်တကဆိုပစ္စည်းလေးဗျာသာသနာလူတာဖူရမှာပစ္စည်းလေးဗျာ သာသနာလူရာဖူးရမှာပစ္စည်းလေးပြသာသနာလူရာဖူးရမှာဆိုလိုက် ေဂေါရမဘုရားရှင်ဂေါရမရဲ့သာသနာတော်မှာသာသနာဝန်ထမ်းနေတဲ့ရှင်ရဟန်းတွေကိုစွမ်းသင်္ကန်းကြောင်းစီလေးပါသောပစ္စည်းတို့ဖြင့်ထောက်ပံ့လူတန်းမဲ့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီအရိမေတ္တရာမြတ်စွာဘုရားကိုဖူးရမယ်တဲ့၈မျိုးရှိသွားပြီကုသိုလ်ဘယ်နှမျိုးကိုင်းနောက်ဆုံးကုသိုလ်၃မျိုးဆိုအောင်ဘုရားရှင်ကိုဘုရားရှင်ကိုဖူးမြင်လို့ တရားကိုအထုတ်ပါဘုရားရှင်ကိုဘုရားရှင်ကိုဘူမြင်လို့တရားကိုအထုတ်ပါဘုရားရှင်ကိုဘူမြင်လို့တရားကိုအထုတ်ပါဆိုလိုက် အဲအရမတေးကဘုရားကိုဖူးမြော်ခြင်းပြေးတဲ့